အာဆီယံခေါင်းဆောင်တွေဟာအာနာသိန်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ဒီသတင်းပတ်အတွင်းထိုင်းနိုင်ငံဘန်ကောက်မြို့မှာတွေ့ဆုံကြမယ်လို့မလေးရှားဝန်ကြီးချုပ်ကပြောဆိုလိုက်ပါတယ်။ပြည်တွင်းပြည်ပခါနဲ့လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေးကိစ္စရပ်တွေကိုဆွေးနွေးကြဖို့အာဆီယံခေါင်းဆောင်တွေနဲ့မြန်မာအာနာသိန်းစစ်ခေါင်းဆောင်တို့ထိုင်းနိုင်ငံမှာရှာရှာပါပါတွေ့ဆုံကြမှာပါ။ပထမဆုံးအကြိမ်အဖြစ်အာဆီယံနိုင်ငံတွေကခေါင်းဆောင်တွေဟာမြန်မာရဲ့ဗိုလ်ချုပ်မူကြီးနဲ့အစည်းအဝေးတရက်ပြုလုပ်ကျင်းပမှာပါလို့ အာဆီယံလက်ကျဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်က ပြောပါရယ်ဒီတွေ့ဆုံမှုမှာဖြတ်အပြင်းကလင်ဘေးကိုခန်းစားခဲ့ရပြီးနောက်လူသားချင်းစာနာမှုအကူအညီပေးရေးအကြောင်းပြချက်တွေကိုအခြေခံထားတယ်လို့သူကဆိုပါရယ်မလေးရှားဝန်ကြီးချုပ်ဟာဒီနေ့ကျင်းပတဲ့ဗန္ဒာရေးဝန်ကြီးဌာနလာဆင်စုံကြီးအစည်းအဝေးမှာမိန့်ခွန်းပြောကြားခြင်းမြန်မာစစ်ကောင်ဆောင်နဲ့တွေ့ဆုံမဲ့အကြောင်းထည့်သွင်းအသိပေးခဲ့တာဖြစ်ပါတယ်။အာနာသိမ့်ပြီးနောက်အာဆီယံရဲ့ဘုံသဘောဆန္ဒ၅ရပ်ကို စစ်ကောင်ဆောင်ကိုယ်တိုင်ပါဝင်သဘောတူခဲ့ပေမဲ့လိုင်းနာဆောင်ရွက်ခြင်းမရှိလို့2021ကစပြီးအာဆီယံထိပ်သီးအစည်းအဝေးတွေမှာမင်းအောင်လှိုင်ကိုတက်ရောက်ခွင့်ပိတ်ပင်ခဲ့ပါတယ်။ဒါကြောင့်လင်းနစ်ကျော်အတွင်းအာဆီယံကောင်ဆောင်တွေနဲ့စစ်ကောင်ဆောင်မင်းအောင်လှိုင်တို့ကြားငလင်ဘေးအကြောင်းပြုပြီးရှာရှာပါပါတွေ့ဆုံမှုဖြစ်လာမှာပါ။ အာနာသိန်းစစ်ကောင်းဆောင်ကဧပြီ3ရက်နဲ့4ရက်နေ့တွေကလည်းဗန်ကောက်မြို့မှာကျင်းပတဲ့ Beamstack ညီလာခံကိုတက်ရောက်ပြီးထိုင်းဝန်ကြီးချုပ်အိန္ဒိယဝန်ကြီးချုပ်အပါအဝင်ဒေသတွေနိုင်ငံတချို့ကကောင်းဆောင်တွေနဲ့တွေ့ဆုံခဲ့ပါတယ်ရှင်။